ဆရာမင်းပိုင်ဆိုးဖြစ်ပါတယ်။ကျွန်တော်ခုကမှတော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးအားလုံးအတွက်စက်တရဆယ်လ2025ကနေ19ဆယ်လ2025အတွင်းမှာဂျုံတွေ့ရမယ်တပတ်စာကံကြမ္မာဟောင်းကိုကနာတခုရင်ဒီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးတွေအဲဒီတပတ်ကာလမှာဘလိုကံရလေးတွေဂျုံတွေ့ရတတ်လဲဆိုတော့အလောက်ကံရစပြီးပြောကြပါတော့ဗျာနော်။အဲဒီတပတ်ကာလမှာကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးတွေအလောက်ကံအိုးရင်နဲ့ပတ်သက်လို့ရှိရင် ကောင်းသော ပြောင်းလဲခြင်းနဲ့ပြောင်းလဲတတ်တယ်ဆိုတဲ့ဂိမ်းထဲမှာပါတယ်လို့ခေါ်တာပေါ့နော်အဲအထူးသဖြင့်ဝင်လာနေတာဖြစ်ခဲ့မယ်ဆိုရင်ယာရုတိုးခြင်းနဲ့ဆိုပြီးစောင့်နေတဲ့သူတွေဒီကလာမှာယာရုတိုးတဲ့အနေထားရှိတယ်တိုးရင်ကောင်းလာမယ်ကောင်းတယ်ဗျာအေးအေးချမ်းချမ်းတိုးတတ်တဲ့အနေထားမှာရှိတဲ့အတွက်ဝမ်းသာဖို့ကောင်းပါတယ်အဲယာရုတိုးတဲ့အနေထားရှိမယ်တချို့ကတော့လသာတွေပါတယ်တိုးတတ်တဲ့အနေထားရှိမယ်ဂိမ်းထဲမှာပါတယ်သူကဝမ်းသာဖို့ကောင်းတယ်နော်အဲ့တော့အလုံးနဲ့ပတ်သက်ပြီးဘာမှစိတ်ဝူစရာမလိုဘူးအဲပြီးတော့အလုံးမရှိသေးတဲ့သူတွေလည်းဒီကလာမှာအလုံးကိုကြိုးစားပြီးဝိရိယအားလေးထားပြီးရှာပေးပါ ဒီကလာမှာအလုပ်ရမယ်ရတဲ့လောက်ကလည်းအေးအေးချမ်းချမ်းလေးအဆင်ပြေမယ်ဆိုတော့ဂိမ်းထဲမှာပါတော့ဝမ်းသာဖို့ကောင်းတာပေါ့နော်တချို့ကတော့အလုပ်ရပြီဆိုပြီးတော့ရက်ဝေးရက်နေခီးသွားတာမျိုးတွေဖြစ်တတ်တယ်တချို့ကယာတုအပြောင်းလဲဖြစ်ပြီးတော့နေရာဌာနပါပြောင်းသွားတတ်တဲ့ဂိမ်းထဲမှာပါတာပေါ့လေနော်ဆိုတော့ကောင်းပါတယ်ဗျာကျွန်တော်အဲ့ဒီတော့စိတ်မပူဘူးအလုပ်နဲ့ပတ်သက်ရင်ဒီတစ်ပတ်ကလာမှာတနည်းနည်းတာသမီတွေအိုသစ်အိမ်တွေရတာအလုပ်သစ်ရတာမျိုးတွေအခြေတစ်ခုကြတာမျိုးတွေဖြစ်တတ်တယ်ရှစ်ပုံရှစ်ကံကြီးမားတဲ့သူတွေဆိုရင်ဒီကလာမှာအိုသစ်အိမ်တွေရတယ်လို့ခေါ်တယ်ဗျာနော် တချို့ကတော့အိမ်အပြောင်းလဲဖြစ်တယ်လို့ခေါ်တယ်ဒါပေမဲ့ကောင်းသောပြောင်းလဲခြင်းလို့ခေါ်တယ်ဒီကလာမှာအိမ်ပြင်တာတွေအိမ်ဆောက်တာတွေအိမ်ဝင်တာတွေအရန်ကောင်းတယ်ဗျနော်ဒီကလာအကောင်းဆုံးပဲအဲ့တော့အလုတ်ကိုင်းအိုးဝင်နေပတ်သက်ပြီးတော့စတင်အကောင်းထဲဖော်မယ်ဆိုရင်ဒီကလာအကောင်းဆုံးဖြစ်တော့လုတ်ပြအောင်လုတ်ကြပါလို့တနင်္ဂနွေသားသမီးတွေကိုတိုက်တွန်းလိုတယ်ဟိုတခုတော့ရှိပါတယ်ဗျနော်လက်ရှိအလုတ်ကနေကောင်းသောပြောင်းလဲခြင်းနဲ့ပြောင်းလဲတာတော့ကိစ္စမရှိဘူးအတချို့ကကြတော့လက်ရှိအလုတ်ကနေထွက်ပြီးတော့နောက်လို့တခုကိုပြောင်းခြင်းနဲ့ပေါ့ပြောင်းတဲ့အခါမှာတော့တခုမှခြင်းနဲ့ကိုပိုင်စီးပွားရေးတခုလုပ်မယ်ဆိုရင်တော့ပြောင်းပြအောင်ပြောင်းလို့ရတယ်အဆင်ပြေတယ် ဒီကလာဒီတခြားလုပ်ငန်းတွေတက်ဆိုင်ကိုပိုင် CY တခုစတင်အကောင့်တဲ့ပေါ်ရင်အကောင့်သုံးသောကာလမျိုးစိချတဲ့ကာလလို့ခေါ်တယ်။ဒီကလာစတင်ဆောင်ရွက်လို့ရှိရင်လာမယ့်အနာဂတ်လေးတွေမှာတသက်ရရနဲ့အခြေကျတာပေါ့ဗျာ။အဲတယောက်တည်းအားနဲ့မရဘူးဆိုလဲစုပေါင်းဆက်ပေါင်းအားနဲ့လုပ်လို့ရတယ်။စက်တူရှယ်ယာလုပ်ငန်းလေးတွေလောက်ရတဲ့။နောက်စာချုပ်အစားအနေမှာလက်မှတ်ထိုးရတာမျိုးတွေဖြစ်တဲ့ကိန်းတွေမှာပါတော့အရင်အားကောင်းတယ်။တို့တော့အဲ့လက်ရှိတခြားဝန်ထမ်းတွေဆိုရင်လက်ရှိလောက်ကနေထွက်ပြီးတော့အလုပ်ပြောင်းတယ်ပြောင်းတယ်ဆိုတဲ့အခါမှာကိုပိုင်စီးပွားရေးမလုပ်ဘဲနဲ့တခြားအလုပ်တစ်ခုပဲသွားပြောင်းတာမျိုးတွေတွေဆိုတော့ကျွန်တော်သိသဘောမကျဘူး မပြောင်းမနေတော့ပိုကောင်းမလို့အကြံပေးခြင်းနဲ့နော်မတူပါဘူးဗျာနော်ဒီလက်ရှိအလုပ်မှာအလုပ်တူတော်လည်းပဲဌာနမတူလို့ပြောင်းတာကိုကျွန်တော်မပြောလို့ဘူးနော်လက်ရှိလောက်ကနေထွက်ပြီးတော့တခြားဝင်တဲ့တခုပဲဆက်လုပ်မယ်ဆိုတော့မသိတော့ဘူးကိုပိုင်စီးပွားရေးတခုစတင်အကောင့်တွေဖော်မယ်ဆိုရင်အကောင့်သုံးကာလတွေမှာပါတယ်နော်အလုပ်လုပ်တဲ့အခါမှာဒီကာလမှာစံတိုင်းဖွင့်တာစီတိုင်းဖွင့်တာစံပွဲရုံစီပွဲရုံစံသဘာတွေရောင်းဝယ်တူလောင်နေတဲ့သူတွေတော့ကတော့အမရန်စီပွားလက်လက်ပါတက်မဲ့ကာလနော်တံမိုးကြီးတဲ့ဆက်ပစ္စည်းတွေပါတယ်ဝင်တဲ့ကိန်းတွေမှာပါတော့အတော်လေးဝမ်းသာဖို့ကောင်းတယ်ဗျာနော် ရှစ်ပုံရှစ်ကံကြီးမားတဲ့အမျိုးသမီးလေးတွေဆိုရင်ကိုချစ်သူကအဲကိုစိန်လက်စုံနဲ့လက်ထက်ဝင်တောင်းတာမျိုးတွေကစားကြုံရတဲ့ကိစ္စမှာပါတော့တော်တော်လေးဝမ်းသာအားရဖြစ်ရပါတယ်ဗျာနော် တော်တော်လေးအားကောင်းတာပေါ့တချို့ကတော့ဆိုင်ကအသေးရတာမျိုးတွေဆက်ပင်အသေးရတာမျိုးလေးတွေဆက်ပစ္စည်းအသေးရတာမျိုးလေးတွေဖြစ်တဲ့ဝမ်းသာဖို့ကောင်းတဲ့လုပ်ပါရပါတယ်စားသောက်ဆိုင်တွေဘာတွေဖွင့်မယ်ဆိုလဲအရန်ကောင်းတယ်ဗျာဒီကလာမှဒီစားသောက်ကုန်လုပ်ငန်းလုပ်တာတို့စားသောက်ဆိုင်တွေဘာတွေဖွင့်တဲ့သူတွေဆိုရင်ပုံမှန်ထက်လူတွေဝင်ပြီးတော့ကြက်ကြိတ်တိုးနေတဲ့အနေအထားလေးတွေဖြစ်မယ်ရောင်းကောင်းဝက်ကောင်းအနေအထားလေးတွေကြုံရလိမ့်မယ် စေုံစင်ကနေစရင်တိဆောင်မလားကောင်းတယ်ဗျစေးဆိုင်တွေဘာတွေဖွင့်မလားအရန်ကောင်းတာပေါ့လှုပ်ပြအောင်လှုပ်ပါနော်အရန်ကောင်းပါတယ်ငွေချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ပြောစရာရှိတယ်တစ်ဖက်မှာအလုံးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအစဉ်ပြေလာမယ်ဆိုရင်တောင်းမှလက်ရှိဒီတည်းကာလလေးမှာပေါ့ငွေချင်းလေးတွေကအဝင်ထက်စာရင်သူကအထွက်များတဲ့ကာလတည်းမှာသွားပါတော့ဂယူဆိုင်ပေးမယ်နော်အိုတခါကြလို့ရှိရင်လက်ရှိလုပ်နေတဲ့အလုပ်ငန်းလေးတွေမှာရင်းနှီးမြှုပ်နှံနေလိုက်ရတာဖြစ်သောကြောင့်ကိုယ့်ရဲ့ငွေကြေးလေးတွေကပေါ်မလာဘဲနဲ့ခိတ္တခဏပေါ့နော်မြုပ်နေတာမျိုးလေးတွေဖြစ်တဲ့တဲ့ အဲ့တော့ငွေချင်းနဲ့ပတ်သက်ပြီးအာရန်ကောင်းတယ်လို့တော့ပြောလို့မရအောင်ဒါကတော့အရှိတရားပဲပတ်စံအဝင်နဲ့ဆိုင်အထွက်လေးတွေကနည်းနည်းလေးများတတ်တဲ့ကာလတည်းမှာပါတယ်စီးသပီ30ပါပတ်စံချီငားလို့ရှိရင်တော့ဘယ်သူမှမချီငားပါနဲ့ဗျာနော်မကောင်းပါဘူးအလုပ်ထဲရင်းနှီးမြှုပ်နှံတာကတော့လောက်ပါတင့်တော်တဲ့ထဲမှာပါပါတယ်ဟာငွေချင်းနဲ့ပတ်သက်ပြီးတော့ဒီကာလမှာချီငားမိလို့ရှိရင်ပြန်တောင်းတဲ့ခါမှာလူမုန်းခံရတယ်ဗျအဝေးရသူတွေလည်းမဟုတ်ပါဘူးမိသားစုဆွေမျိုးအရင်ချခောက်ခောက်တွေတဝန်းခွက်တွေပြီးတော့အရန်ပကုန်းခွက်ပြီးပေါင်းရတယ်ဆိုတဲ့သူတွေအားစအဲကိုယ်အဲပတ်စံတွေကိစ္စနဲ့ပတ်သက်လို့ရှိရင် ပြန်တောင်းလို့ရှိရင်စိတ်ဆိုဒေါသထွက်တာမျိုးတွေအားစာကြုံရတဲ့ကိစ္စမှာရှိတော့သတိထားပေးတက်နိုင်တော့အလေကားပေးရင်ပေးပေါ့နော်မတက်နိုင်တဲ့ဟာတွေကိုတော့မချိမငားပါနဲ့အာမငနေပါရင်မလိုက်ပေးပါနဲ့ဗျာနော်ကျမိုင်းနဲ့ပတ်သက်ရင်တော့တနင်္ဂနွေသားသမီးတွေဒီကာလမှာအဲအသက်ရွယ်ကြီးနေတဲ့သူတွေဆိုရင်သူတွေပါတွေ့ရတယ်ပြီးတော့သွားနာတာသွားခိုက်တာသွားအားနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တာနော်ပြီးလို့ရှိရင်တဖုံးနဲ့ပတ်သက်တဲ့ယောဂါမျိုးတွေသွားဖြစ်တတ်တဲ့ကိန်းရှိတော့စိတ်ဝင်စားသွားတတ်တဲ့ကိန်းရှိတယ်နောက်တစ်ခုဘာထပ်ဖြစ်လဲလို့စက်ကြည့်တဲ့အခါခါကြောညက်တာခါနာတာဒူးစစ်တွေနာတာ နော်အဆင်ပြေတဲ့နာကျင်ကြိုက်ခဲ့ပြီးတော့ခုနကအဲဒီကျွန်တော်ပြောတဲ့ယောဂါတွေဖြစ်တတ်တဲ့ဂိမ်းတွေမှာပါတော့အထူးသတိထားပါရမယ်နော်ဂျမ်းပိုင်းညာလို့စီအောင်စီကနေပါတယ်ပြမယ်ဆိုရင်တော့အင်္ဂါသာသမိဆရာဝန်နဲ့ပြပေးမယ်ဆိုရင်ဒီကလာကအကောင်းဆုံးဖြစ်မယ်လို့အကြံပေးခြင်းနဲ့အလုပ်တွေပါတယ်တူတူတွဲဖက်လုတ်ကင်မယ်ဆိုရင်လည်းနာမည်မှာစလုံးစလင်းဇာခွဲဆက်မယ်ဆိုညပါတဲ့နာမည်ပိုင်းရှင်တွေအင်္ဂါသာသမိတွေနဲ့ပူတွဲတိုင်ပြီးလုပ်မယ်ဆိုရင်တော်တော်လေးအကောင်းနေဆိုတာလေးသိသိချင်းပါတယ်ဗျာနော် ပညာရေးနဲ့ပတ်သက်လို့ရှင်တော့အားကောင်းလာလို့မေးလို့ရှင်ကျွန်တော်ပြင်နေခဲ့ခါမှာတော့ဒီကလာမှာပညာရေးနဲ့ပတ်သက်ပြီးအားနည်းချက်တွေဖြစ်လာတတ်တယ်။ပညာရေးတည်တံ့လိုက်နေတဲ့သူတွေဆိုဒီကလာမှာခက်ခဲတယ်ဗျ။စာချက်ရှင်လေးမရှိဘူးဖြစ်နေတာလေ။စာချက်ဖို့စာအုပ်ကလည်းတန်းတယ်လေ။ဟိုစာထဲမှာစိတ်မပါဘူးမချက်ရှင်တော့ပဲပြက်ပဲချချင်တယ်လို့အိတ်ရှင်တယ်လို့ခေါင်းပဲမူးလာတယ်လို့ကြိုက်တယ်လို့ဖြစ်လာလေဒီ။စာချက်ပြီးသွားလို့ရှင်ဟိုဘဇက်ကတော့ကြောရင်ကြက်မယ်ပေါ့နော်ပြီးလို့ရှင်အမအမမိပြေနဲ့မမမိရောနဲ့သူကမေ့လွယ်တာလေးတွေဖြစ်တဲ့ကိန်းထဲမှာပါတော့ပညာရေးနဲ့ပတ်သက်ပြီးအားနည်းချက်တွေရှိတယ်။စောင်းမွေးဖြစ်မဲ့သူတွေတွေ ဝရိယကိုပုံမှန်ထက်နှစ်ဆလောက်ကြိုးစားမှတော်ကကြမယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်ကြာရှုံးမှုတွေနဲ့ရင်ဆိုင်ရတဲ့ကိန်းတွေမှာပါတယ်တခြားတော့ဂေယူးဆိုင်ပြီးပါနော်အခြေအနေနဲ့ပတ်သက်တဲ့အိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ဒီတစ်ပတ်ကာလကတနင်္ဂနွေတန်သမီးတွေအတွက်အမရန်ဆန်းပွင့်တဲ့လက်ပွင့်တဲ့ကာလတွေမှာပါမှာပေါ့ဆန်းပွင့်တယ်လို့ဆိုပုံမှန်တာပေါ့နော်အဲ့တော့ချစ်သူမရှိတဲ့သူတွေချစ်သူရတယ်ရတဲ့ချစ်သူတွေကလည်းလက်ခံလို့ရတဲ့အနေထားမှာရှိတော့ကောင်းပါတယ်ဗျာနော်အဲချစ်သူမရှိတဲ့သူတွေဆိုရင်စမ်းပွင့်ပြီးတော့ဝိုင်းဝိုင်းလဲတဲ့ဂိမ်းထဲမှာပါတယ်စိတ်ကြရွေးချယ်ပါလို့အကြံပေးချင်တာဗောနော်အဲ ချစ်သူရှိတဲ့သူတွေကြားရတော့လဲအိမ်အောင်ရက်သားတွေပါတယ်ကြားဖို့မင်္ဂလာကိစ္စတွေတိုင်ပင်ဆွေးနွေးပြောဆိုရတာမျိုးတွေဖြစ်တတ်တဲ့ဂိမ်းပါတော့ဝမ်းသာဖို့ကောင်းတာပေါ့အဲ့တော့ဒီကလာမှာအိမ်အောင်တွေပါတယ်ပြုမယ်ဆိုလဲပြုပါကောင်းတယ်လို့အကြံပေးလို့တယ်တခုတော့အကြံပေးခြင်းနဲ့နှစ်ချက်ဖြစ်တယ်တစ်ချက်ကပါလဲဆိုတော့အိမ်အောင်ရှိတဲ့သူတွေချစ်သူရှိတဲ့ကြားထဲမှာစမ်းအပွင့်လွန်ပြီးတော့အနောက်အချက်လေးတတိယတရားဝင်လာတဲ့ခါမှာကိုကမထိန်ချွတ်နိုင်မနဲ့တစ်ဖက်ကိုစိတ်ရင်ဝါတဲ့ခါမှာတချို့ကတော့ကိုကိုယ်တိုင်ဖြစ်တာပေါ့တချို့ကကြတော့အဓိကတော့မိမိကိုယ်တိုင်အရေးကြီးဆုံးပေါ့နော်အဲ့လိုမျိုးစမ်းနေပါတယ်အပွင့်လွန်တဲ့ခါမှာတတိယတရားဝင်လာတာမျိုးလေးတွေဖြစ်တတ်တယ် ဲ့ဒါကိုရှောင်နိုင်ဖို့လိုတယ်ပေါ့မရှောင်နိုင်တော့တော်တော်လေးဒုက္ခရောက်မယ်အထူးသဖြင့်အမျိုးသမီးတက်ဆိုင်အမျိုးသားတွေကိုကျွန်တော်ပိုဆိပ်ဖို့တယ်မိမဖြတ်တတ်တဲ့ကိန်းရှိတယ်သတိထားပေးနော်အဲ့တော့အဲ့လိုမျိုးဖြစ်ပြီးဆိုရင်အဲကောင်းတဲ့အရာလေးတွေမကောင်းတော့ဘဲနဲ့လေအမှုအခင်းတွေဘာတွေဖြစ်တာမျိုးတွေတရားစာကြုံရတယ်တချမ်းသတိထားပေးရမယ်နော်ဘယ်ရမစိုးတန်စေလုံဘေးဆိုသလိုပေါ့နော်ကောင်းတဲ့လေးတွေယွယူမယ်မကောင်းတဲ့လေးတွေကိုရှောင်ကြဉ်ပြအောင်ရှောင်ကြဉ်ပြပါဗျာနော်အဲဒီကရမှာပတ်သက်နေတဲ့သူဘယ်သူပဲဖြစ်ဖြစ်ပါအထူးသဖြင့်အဲတနင်္လာတာသမီးကြာသပတေးတာသမီးတွေကိုစေတဝါကောင်းကောင်းပြေးလိမ့်မယ် ချက်သူအိမ်တော်ဘက်တွေကအိမ်နဲ့တာသမီဆိုရင်အဆင်မပြေတာလေးတွေပြဿနာဖြစ်တာလေးတွေအမှုကင်းဖြစ်တာတွေအားကြောင်းတတ်တဲ့ဂိမ်းတွေမှာပါတော့အထူးဂရုစိုက်ပေးရမယ်နော်။အောင်တော်ဘာလာ၁၂ရက်၁၃ရက်၁၄ရက်၁၅ရက်အဲ့ရက်တွေကတော့အမရန်ကံကောင်းတယ်ပေါ့နော်။လုပ်ငန်းမရှိတဲ့သူတွေဆိုလုပ်ငန်းရတာလုပ်ငန်းရှိတဲ့သူတွေဖို့လက်ရှိအဲဒီဟာနေရာလို့တို့တာ လာတာတို့တဲ့အနေထားတွေကြုံရတာအရှိအရှိတောင်ရက်ကိုဖြစ်စေအရှိမြောက်ရက်ကိုဖြစ်စေ ကောင်းသောကိစ္စတွေနဲ့အပြောင်းအရွှေ့ရတဲ့ကိန်းတွေအပြောင်းအရွှေ့တွေပေါ်လာတာအရေးပိုင်းမှာဖြစ်လာလိမ့်မယ်အဲ့လိုဖြစ်ပြီးတဲ့နောက်ပိုင်းဘဝအဆင်အဆင်တွေပို့ပြီးတိုးတိုးမြင့်သွားလိမ့်မယ်ပေါ့နော်အဲတမိုးရှိတဲ့ကြောင်းမြတ်ရနာတဲ့ကမှခုနကအင်္ဂဏနောက်ခေါ်တဲ့စိန်နယ်ပစ္စည်းတွေအိကလာမဝန်နာမျိုးတွေဖြစ်တဲ့တယ်ပြီးတော့ဖျားဘူးခီတို့ဘာသာရေးနဲ့ပတ်သက်တဲ့ခီတို့ရုပ်ရည်ထသွားတာဖြစ်တဲ့တယ်အဲယုံမင်္ဂလာဆောင်ဖိတ်စာတို့အလူဖိတ်စာတို့ဒါမျိုးတွေတွေကြုံရကြတာကိုယ်နိုင်ရလဲကျင်းပါတာဒါမျိုးတွေအစားဖြစ်တဲ့တယ်ပေါ့အမှန်တန်ကောင်းပါလေအရေးပိုင်းရအရေးပိုင်းရစနေပြီအကောင့်တွေဖော်လာတဲ့ကိစ္စမှန်တယ်များအဆင်ပြေသွားတယ်မြတ် ောင်တို့ဘာသာ၁၇ရက်၁၅ရက်၁၆ရက်အဲ့ညမှာတော့အညံ့နေတည်ရှိတယ်တတိထားမယ်အရန်ရင်နေတဲ့မိသားစုအချင်းချင်းညီကောင်မတော်အချင်းချင်းလက်ဖက်ဖက်ပေါင်းနေတဲ့မိတ်ဆွေအချင်းချင်းအထင်တော်ပြီးမုံနေမယ်ရှင်းမရရင်လည်းဘယ်သူမှလက်မခံဘူးကာရထဲမှာပါတယ်အထူးသဖြင့်အလုတ်ထဲမှာကိုတိုက်ခိုက်ပြီးမနာလိုဘူးဆွဲချခြင်းတဲ့သူတွေရှိတဲ့အတွက်အများနဲ့တယောက်ဖြစ်ပြီးဒေါသမထင်ကျွမ်းနေတဲ့ခါမှာပြောဆိုပောက်ွယ်မိတဲ့ခါမှာလူမုံများသွားတာတွေဖြစ်တဲ့အထူးသတိထားပဲအဲ့တော့ဒီကလာမှာကန်ရရဲ့ထောက်မမှုအပြေအဝရအောင် အဖြူရောင်အစိမ်းရောင်မိခိုးရောင်အပြာရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါအဲဒါအပြင်ပေါ့နော်ဒီကလာမှာမိမိတို့ယုံကြည်ကိုဝတ်တဲ့ဖခင်မှာဩဇာညွန်ဇီးညွန်အုံညွန်စပယ်ပန်းတစ္ဆဝန်းရောင်တို့ကိုဖခင်ပန်းကတာပဲဖြစ်ဖြစ်နေအဲ့ခဏဒီမှာအလပောင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးဆွဲပေးပါအဲ့တော့ကျွန်တော်လည်းအညာနေတွေกินပြီးကောင်းတဲ့ခံနေတွေပိုကောင်းအောင်ရရအနေနဲ့ဘလို့ချိရမလဲဆိုတော့အုံးမတမင်အောက်ကိုဝင်မယ်အရှိတောင်ရက်ကိုမျက်နှာမူပြီးတော့ဇီးသီးလေးစားပြီးတော့မိမိတို့အလိုရှိရာဆန္ဒလေးဆန္ဒမျိုးစုတောင်းခြင်းအဖြစ် အလူရှိရာဆန္ဒလေးတွေအေကံမုတ်ချပြေပြောက်သွားလိမ့်မယ်အဒါအပြင်ကြုံရတဲ့အညံ့အခိုက်တွေပြေပြောက်အောင်အိမ်မှာရှိတဲ့တခါတော့ကော်ဘူးကော်ကွက်အဲကော်နဲ့ပတ်သက်တဲ့တနင်္လာနံနဲ့ပတ်သက်တဲ့ဟာလေးတွေရှာဖွေပြီးတော့အများဆုံးစုပ်ပြလိုက်ပါဒါဆိုတော့အညံ့အခိုက်တွေအေကံမုတ်ချပြေပြောက်သွားပါလိမ့်မယ်အစသရရအဆင်ပြေကြပါသေးလို့ကျွန်တော်ဆုံးမ